thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ရွှေစည်းနဲ့ဒေါ်လာစည်းများပြန်လည်မြင့်တက်လာခြင်းစက္ကန့်စီကဈေးကစားသူများကိုဖန်ဆီးအရေးယူမယ်လို့ချိန်ချောက်ပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပြည်တွင်းစီးပွားရေးဆက်ကမှရွှေစည်းနဲ့ဒေါ်လာစည်းများပြန်လည်မြင့်တက်လာခြင်းစက္ကန့်စီကဈေးကစားသူတွေကိုဖန်ဆီးအရေးယူမှာဖြစ်ကြောင်းကြေညာချက်ထုတ်ပြန်ချိန်ချောက်လာပြန်ပါတယ်။ဇွန်လ9ရက်နေ့အိုင်ယန်လိုကစက္ကန့်စီပေါ်အာတီကယ်33နဲ့အရေးယူတန်ခတ်ပိတ်ဆို့ရန်စုံဖြတ်ချက်ချလိုက်ပြီးရင်နောက်ပြည်တွင်းစီးပွားရေးဈေးကွက်မှာ ဆိုရွားတဲ့တရမှုများစွာရှိလာပြီးရွှေဈေးနဲ့ဒေါ်လာဈေးပေါ်ကြီးမားတဲ့တရမှုများရှိလာခဲ့ကြောင်းဇွန်လ6ရက်နေ့မှာစတင်ပြီးပြည်တွင်းစီးပွားရေးစည်းကွက်မှာရွှေနဲ့ဒေါ်လာများကြီးမားတဲ့ပမာဏနဲ့ဝယ်ယူစုစားမှုတွေဖြစ်ပေါ်လာရမှာဈေးနှုန်းတရရင်မြင့်တက်လာခဲ့ကြောင်းဇွန်လ12ရက်နေ့ညနေပိုင်းမှာပြင်ပစည်းကွက်မှာအခောက်ရွှေတစ်ကျပ်သား89,500ငွေကြေးဈေးပိတ်ခဲ့ပြီးဒေါ်လာဈေးနှုန်းမှာလည်းအမေရိကန်ဒေါ်လာလေးမြန်မာကျပ်ငွေ4,550ကျပ်ဝန်းကျင်အထိပြန်လည်မြင့်တက်လာခဲ့ကြောင်းသိရပါတယ်။ အိုင်ယလိုတန်ခတ်ပိတ်ဆို့မယ်ဆိုတဲ့သတင်းကတွတ်တွန်ဟောတာအဲ့ဒါသတင်းထွက်ပြီးကလေးကရွှေနဲ့ဒေါ်လာဈေးကွက်မှာအဝယ်ရင်းအရန်ကျလာတဲ့ပစ္စည်းကိုပြတ်သွားတဲ့အထိဖြစ်ကုန်တာကမ္ဘာရွှေဈေးကလည်းအတက်ဖတ်ရှိနေတာလည်းအကြောင်းတစ်ခုဖြစ်ပါတယ်နှစ်ထောင်ခုနှစ်တုန်းကအိုင်ယလိုပိတ်ဆို့အရေးယူမှုကြောင့်မူကြတော့ဈေးကွက်တုံ့ပြန်မှုကဈေးအတက်ဖတ်ရောင်းစေတာပဲဈေးတန်ရင် စကုံတဲ့ရင်လည်းလုပ်ငန်းခဏနာပြီးရှောင်ရတဲ့အဖမ်းအစီလည်းရှိရလို့ပြည်ရင်းရွှေကုံတဲ့တောက်ကပြောဆိုပါတယ်ပြည်ရင်းမှာအခောက်ရွှေတစ်ချက်သားလေးငွေကျပ်380နီးပါးကိုမြင့်တက်လာတဲ့အတွက်ရွှေဆိုင်တွေကရွှေတုံးရွှေခဲရောင်းချခြင်းများကိုရန်နာလိုက်ကြပြီးပြည်ရင်းနာမည်ကျော်ထိတ်တန်းရွှေတုံးရောင်းဝယ်လုပ်နေတဲ့အကယ်ဒမီရွှေလုပ်ငန်းကလည်းဒီကနေ့စွန်လ17ရက်ကစပြီးလုပ်ငန်းများရှာရေးခေတ္တပိတ်ထားမှာဖြစ်ကြောင်းမဏိလုံကထုတ်ပြန်ကြေညာခဲ့ပါတယ်တားပြင်းစံဖက်စစ်ကောင်စီလိုချဆောင်ရွက်နေတဲ့ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းကလည်းလိုင်စင်မရှိပဲရွှေရောင်း ဝယ်မလုပ်ဖို့လိုင်စင်နဲ့လုပ်ငန်းမပုံတင်များရှောင်ထားဖို့မင်းကကြီးညာချက်ထုတ်ပြန်ပါတယ်။အကြံဘက်စကောင်စီရဲ့လက်ကင်တုပ်ဗဟုပန်းကလည်း USDT နဲ့နိုင်ငံသားငွေစည်းနှုန်းများမတိမငင်ဖြစ်စေဖို့ Facebook page, Facebook group, Viber group နဲ့ application ဥပမာမြန်မာ market price များမှာလုံဆောင်မှုဆောင်ရွက်နေသူများကိုမြန်မာနိုင်ငံတော်ဗဟုပန်းမှစောင့်ကြည့်နေရရှိပြီးလုံဆောင်မှုဆောင်ရွက်နေတဲ့လူပုဂ္ဂိုလ်များနဲ့ဆက်ဆက်နေတဲ့လူပုဂ္ဂိုလ်ရဲ့ pay account နဲ့ banking account တွေကိုပိတ်သိမ်းခြင်း၊ဖုန်းစင်ကတ်များကိုပိတ်သိမ်းခြင်း၊တည်ဆဲဥပဒေများ နှင့်အညီတရားဆွဲဆိုရင်းယူခြင်းများဆောင်ရွက်လျက်ရှိကြောင်းတရားဝင်နိုင်စင်မရှိဘဲနိုင်ငံခြားငွေကြေးများဝယ်ယူရောင်းချနိုင်ခြင်းကိုဆောင်ရွက်ချက်ရှိရှိနဲ့ဆောင်ရွက်လျက်ရှိကြောင်းလူပုဂ္ဂိုလ်ဖွဲ့စည်းများကိုတိတိယောက်ယောက်အရေးယူဆောင်ရွက်နိုင်ဖို့အရှင်မြင့်ဆောင်ရွက်တော်မှာဖြစ်ကြောင်းချိန်ချောက်ထုတ်ပြန်ပါသည်။ အကြံဘက်စစ်ကောင်စီလက်ထက်မှာဒေါ်လာဝင်ငွေရလမ်းနေပါမှုကြောင့်2024ခုနှစ်ဩဂုတ်လ23ရက်မှာဒေါ်လာလင်းချက်9200ဝန်းကျင်ထိမြင့်တက်ခဲ့ပူပြီးစစ်ကောင်စီကရွှေစည်းနဲ့ဒေါ်လာကုန်သင်များကိုဖမ်းဆီးအရေးယူမှုတွေလှုပ်ဆောင်ခဲ့ပြီးဈေးကွက်ကိုထိန်းချုပ်ထားလိုက်တဲ့အတွက်အမေရိကန်ဒေါ်လာ4400ကျပ်ကျော်ဝန်းကျင်နဲ့စည်းနှုန်းများပြန်လည်ကျဆင်းခဲ့ပါတယ်။ နောက်ထပ်တပုံးနေနဲ့စစ်ကောင်ဆောင်ရင်နျူကလ িয়ার စွမ်းအင်ရရှိရေးအစီအစဉ်တုံ့ပြန်ကြဖို့နိုင်ငံတကာကို NUG တိုက်တွန်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။နိုင်ငံတကာတိုင်ဝမ်နေနဲ့စစ်ကောင်ဆောင်ရင်နျူကလ িয়ার စွမ်းအင်ရရှိရေးအစီအစဉ်ဆောင်ရွက်မှုတွေကိုအထူးအလေးနက်ထားပြီးလိုအပ်တဲ့တုံ့ပြန်ဆောင်ရွက်မှုတွေလုပ်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတိုက်တွန်းပါတယ်။စစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းရောင်လိုင်ကငြိမ်းချမ်းတဲ့ရည်ရွယ်ချက်တွေနဲ့အတုံးပြုမယ်လို့အကြောင်းပြပြီးစစ်ရေးအတွက်နျူကလ িয়ার နည်းပညာရယူဖို့အရှိန်မြင့်ကြိုးပမ်းလှုံ့ဆော်လာတယ်လို့ NUG ဝန်ကြီးချုပ်ယုံပြောခွင့်ရဦးနေဖုံးလက်ကပြ ြောပါတယ်။နျူကလ িয়ার နည်းပညာကို ပိုင်ဆိုင်ပြီးစည်ရင်အတွက်အသုံးချနေတဲ့စစ်အာဏာရှင်အဆက်ဆက်ရဲ့နိုင်ငံအာဏာကိုထာဝရစိုးမိုးထိန်းချုပ်နိုင်ဖို့အတွက်အစဉ်တစိုင်းစ조사ခဲ့တဲ့အိမ်မက်ဖြစ်တယ်လို့စွန်လာဆိုင်ရဲ့နေကထုတ်လွှင့်နေပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်းအစီအစဉ်ကနေပြောသွားပါတယ်။မြန်မာနဲ့ရုရှားတို့နဲ့နိုင်ငံအကြားနျူကလ িয়ার ကဏ္ဍပူးပေါင်းဆောင်ရွက်မှုက2009ခုနှစ်မှာစတင်ခဲ့ပြီး2015ခုနှစ်မှာရုရှားကွန်မဏီရော့စတိုနဲ့ပထမဦးဆုံးနားလည်မှုစွာကြုံလာရှိထုတ်ခဲ့ပြီးမြန် NDT အစိုးရလက်ထက်မှာရပ်တန့် န်းခဲ့ပါတယ်။2021ခုနှစ်အာနာသိမ်းပြီးနောက်ပိုင်းမှာတော့စစ်ကောင်းဆောင်ကနျူကလ িয়ার အိမ်မက်ကိုပြန်လည်အသက်သွင်းလာတာလို့ဦးနေဖုံလက်ကဆိုပါတယ်။ရုရှားအစိုးရပိုင်း Reston အမှုမျိုးစွမ်းရင် Corporation နဲ့စစ်ကောင်းစီတို့မြန်မာနိုင်ငံမှာနျူကလ িয়ার ဓာတ်ပိစက်ရုံတည်ဆောက်ရေးစီမံကိန်းအတွက်2022ခုနှစ်နောက်ပိုင်းမှာနားလည်မှုစာချုပ်လာရှိထိုးထားပါတယ်။ ကြီးတဲ့စီဒီအမ်ပိုစည်းစင်ရောကနျူကလ ியர் နည်းပညာသာရှိရင်စစ်ကောင်းဆောင်တွေကတိုင်းပြည်ကိုကြိုက်တဲ့ပုံစံနဲ့အုပ်ချုပ်လို့ရပြီးနိုင်ငံတကာကလည်းခရူးဆိုင်ဆရာမလို့ဆိုတဲ့စံနှုန်းတွေရှိနေတာလို့ပြောပါရယ်စစ်ကောင်းဆောင်တွေရဲ့အိမ်မက်ရည်ရွယ်ချက်တွေကနျူကလ ியர் ကိုသူတို့အရန်ပိုင်ဆိုင်ခြင်းနဲ့နျူကလ ியர் ကိုပိုင်ဆိုင်ပြီးရင်သူတို့ကမြောက်ကိုရီးယားကိုအားကြတဲ့ဘယ်သူမှမထီရဲဘူးဆိုတဲ့စံနှုန်းကိုသွားတာသူတို့လိုချင်တဲ့ကြိုက်တဲ့ပုံစံနဲ့အုပ်ချုပ်လို့ရတဲ့နိုင်ငံတကာကလည်းခရူးဆိုင်ဆရာမလို့ဆိုတဲ့အန်နီမရှိမှန်းချက်ရှိတယ်အခုမင်းအောင်လိုင်းလက်ထက်မှာဆိုရင်ရုရှားနဲ့ပို့ပြီးတော့နီနီကက်ကက်ဖြစ်လာ တဲ့အနေအထားကိုတွေ့ရပြီးရှားတော့မဲ့အနေအထားမျိုးဆဲဆဲဖြစ်လာတာပေါ့ဒါကိုနိုင်ငံတကာအနေနဲ့လည်းဝိုင်းဝန်းပြီးကန့်ကွက်ချဖို့လိုတယ်လို့ဆိုပါတယ်စစ်ကောင်စီက2022ခုနှစ်ဇူလိုင်လကနေ2023ခုနှစ်အောက်တိုဘာလထိ15လအတွင်းနားလည်မူဆာကျွန်လာရေးထိုးတာနျူကလ িয়ার နည်းပညာသတင်းချဲ့လက်စင်တာဖွင့်လှစ်တာပူးပေါင်းဆောင်ရွက်မှုဆက်လက်ကူအတွက်သဘောတူညီချက်တွေပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်လက်ရှိမှာလည်းတပေါင်းဖို့တိစားဖို့အတွက်လိနာဆန်းစင်မိုးရင်းအပိသက်ပြီးလက်တွေ့ဆောင်ရွက်ဖို့ပြင်ဆင်လာတဲ့အချိန်တို့အတွင်းတဆင့်မီတဆင့်အတိုးမြင့် ြန်လှုပ်ဆောင်လာတယ်လို့ NUG ကဆိုပါတယ်။ဒီပေါ်မြန်မာနိုင်ငံနဲ့မြန်မာပြည်သူတို့တာမကအာဆီယံဒေသရင်းကနိုင်ငံအလုံးမှာရှိတဲ့ပြည်သူအလုံးရဲ့တည်ငြိမ်အေးချမ်းရေးနဲ့လုံခြုံရေးကိုထိခိုက်စေတဲ့ကိစ္စဖြစ်တယ်လို့ဥနေပုံလက်ကထောက်ပြပါတယ်။ပြည်သူလူထုကိုနှင်းစင်ရက်ဆက်တိုက်ခိုက်တပ်ဖြတ်နေတဲ့စစ်ကောင်ဆောင်ရဲ့လက်ထဲကိုနျူကလ িয়ার စွမ်းရည်သုံးလက်နက်တစ်စုံတစ်ရာရောက်ရှိသွားမယ်ဆိုရင်ဒေသရင်းနိုင်ငံတွေအတွက်ပါမတွေးဝန်စရာအခြေအနေဖြစ်သွားမယ်လို့သူကအသိပေးပါတယ်။ ပူကြီးစင်ရောကတော့စစ်တပ်ဟာလက်ရှိမှာပြတ်နေပေမဲ့လည်းပြင်ရင်တိဆောက်နေရတာဖြစ်လို့နျူကလ িয়ার နည်းပညာကိုမပိုင်ဆိုင်နိုင်ဖို့ရတဲ့နှီးပေါင်းစုံနဲ့ကာကွယ်တင့်တယ်လို့သုံးသပ်ပါတယ်။ပါစာလို့ခေါ်တဲ့ပြည်သူစစ်မှုထမ်းဥပဒေနဲ့ဝင်လာတဲ့လူငယ်တွေရဲ့အရေးအတွက်ရင်နျူကလ িয়ার ရဲ့သာပိုင်ဆိုင်မယ်ဆိုရင်ဒေတာတွေမှာအင်အားကောင်းတဲ့စစ်တပ်တက်တက်ရိုင်းနေနေဖြစ်သွားနိုင်တဲ့အနေအထားမျိုးရှိပါတယ်။ဒီအခြေအနေမရအောင်ကျွန်တော်တို့တွေရတဲ့နှီးပေါင်းစုံနဲ့စောစောစီစီကာကွယ်တင့်တယ်လို့မြင်နေခမရလို့ဆိုပါတယ်။မြန်မာနိုင်ငံကနျူကလ িয়ার ပင်ရည်ရဲ့ကင်းရှင်းဆိုင်ရာကွန်ဗင်းရှင်းနဲ့နျူကလ িয়ার ယပစ္စည်းတွေရဲ့ရှုပ်ပိုင်းဆိုင်ရာကာကွယ်မှုကွန်ဗင်းရှင်းတို့ကို2016ခုနှစ်မှာအတည်ပြုလက်မှတ်ရေးထိုးခဲ့တယ်လို့ NUG ကနေသိရပါတယ်။2018ခုနှစ်မှာတော့နျူကလ িয়ার လက်နက်စမ်းသပ်မှုတွေအလုံးစုံတားမြစ်ရေးစာချုပ် CTPD နဲ့2018ခုနှစ်မှာနျူကလ িয়ার လက်နက်တွေတားမြစ်ရေးစာချုပ်တို့ကိုလည်းအတည်ပြုလက်မှတ်ရေးထိုးခဲ့ပါသေးတယ်။ဒါပေမဲ့နျူကလ িয়ার လက်နက်တွေတားမြစ်ရေးစာချုပ်ကိုအတည်ပြုဖို့နဲ့အပြည်ပြည်ဆိုင်ရာအနုမြူစွမ်းအင်အေဂျင်စီရဲ့နောက်ဆက်တွဲသဘောတူညီချက်စာချုပ်တွေကိုအသက်ဝင်လာအောင်လှုံ့ဆော်နေစဉ်အတွင်း2021ခုနှစ်အာဏာသိမ်းမှု ကြောင့်ညှဉ်းဆိုင်ခဲ့ရတာဖြစ်ပါတယ်။ဆလဘီထိုင်းမြန်မာနယ်စပ်ငရဲနီစတက်စခန်းမှာစစ်သား30ဝန်းကျင်စခန်းဆုံးခွာပြီးထိုင်းဘက်ကိုထွက်ပြေးကာမော်လမြိုင်တန်ပြူစရက်လမ်းမှာတိုက်ပွဲဖြစ်ပြီးစစ်တပ်ဘက်မှတိစမှုများပြားတဲ့ကြောင်းတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းထိုင်းမြန်မာနယ်စပ်တဝဲခရိုင်တွင်းရှိစစ်ကောင်စီရဲ့ငရဲနီစစ်စခန်းမှာစစ်သား30ဝန်းကျင်စခန်းဆုံးခွာပြီးထိုင်းဘက်ကိုထွက်ပြေးသွားကြောင်း KNL နဲ့တွဲပတ်ပြီးစစ်စင်ရေးလှုပ်ဆောင်နေတဲ့ပြည်သူ့ကာကွယ်တမတော်တရင်ရင်မြစ်ကပြောပါရီး စုံလာစနေနေ့စကောင်စီတရဲ့ငရဲနေစတဲ့စကံမှာစစ်သား30ကျော်ထိုင်းဘက်ကိုထွက်ပြေးသွားခဲ့တာဖြစ်ပြီးအဆိုပါစကံမှာစစ်သားတအုံးမှမကြံတော့ကြောင်းစကံအနီးပတ်ဝန်းကျင်မှာမြေမြုံမိုင်းများရှိနိုင်လို့လက်တလောနေမြေရှင်းလင်းမလုပ်နိုင်သေးကြောင်းသိရပါတယ်သူတို့စကံနဲ့တော့လူမရှိတော့ဘူးလို့သိရတယ် KNLN လူကြီးတွေပြောတာကတော့အကုန်ပြင်းကုန်ပြီးဒီဘက်တိုင်းရင်လည်းစစ်ကူလည်းမလာနိုင်သူတို့သူတို့လည်းခုခံနိုင်မှာမဟုတ်ဘူးအချိန်ယူထွက်ပြေးတာမို့လို့မိုင်းတွင်ရှိနိုင်လို့စကံကိုတက်သိမ်းဖို့နေမြေရှင်းဖို့အရန်မလို့သေးဘူးလို့လူကြီးတွေကပြောတယ် တဝဲခရိုင်တိုင်းမြန်မာနယ်စပ်တခြားကတော့ KNL ကျွန်တော်တို့ PDF တွေစိုးမိုးထားတယ်လို့ပြည်သူ့ကာကွယ်တပ်မတော်တရင်အရင်မြစ်ကရှင်းပြပါရယ်တိုင်းမြန်မာနယ်စပ်တဝဲခရိုင်တွင်းရှိထီကီနယ်စပ်စကန်ပေါ်ရီနယ်စပ်စကန်တွေကိုတော်လိုင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ပြီးနောက်ငရဲနီစကန်ကိုပါတိုက်ခိုက်ရမလို့ပဲစစ်တပ်ကစွန့်ခွာသွားတာဖြစ်ပါရယ်